ဘောလုံးလောကမှာကစားသမားတဦးနဲ့ကလပ်တစ်ခုကြားကတစ္ဆာဆောက်တည်မှုကို ဖော်ပြပါဆိုရင်ဒီလူကိုပဲပြရလိမ့်မယ်လို့ထင်ပါတယ်။25နှစ်သားကာလပတ်လုံးအတင်းတင်းထဲမှာပဲကစားခဲ့သူချန်ပီယံလိဖလားငါလုံးအမပေးချန်ပီယံလိ9ချိန်အပြစ်ကင်းစင်တဲ့ခါစစ်ကစားဟန်ကို ပိုင်ဆိုင်ခဲ့သူတယောက်ကမ္ဘာအကောင်းဆုံးခါစစ်မှုအဖြစ်ရည်တည်ခဲ့သူပါအိုလိုမာရီနီအကြောင်းလေးကိုကျွန်တော်နဲ့အတူလိုက်ပါနားထောင်ကြည့်လိုက်ရအောင်ဗျာ။ ဖော်ဖော်ခွေစီမြန်မာအားပေးနေကြတော့ပိတ်တအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးရတော့အီတလီနဲ့ AC Milan အတင်းတို့ရဲ့ဂန္ဓဝင်ခန့်စမှုတူဖြစ်သူပေါအိုလိုမာဒီနီအကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်လည်းဒီ live ပါနားထောင်ပေးကြပါဦးခင်ဗျာပေါအိုလိုမာဒီနီကို1968ခုနှစ်ဇွန်လ26ရက်နေ့အီတလီနိုင်ငံမီလန်မြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ် သူရဲ့ဖခင်ဟာ AC Milan ရဲ့နာမည်ကျော်ကပ္ပိန်တဦးဖြစ်လို့နီးပြအောင်တဦးဖြစ်တဲ့စီစာရီမာဒီနီဖြစ်တာကြောင့်ဘောလုံးနဲ့မိသားစုဆက်နွယ်မှုကအစတည်းကရှိနေခဲ့ပါတယ်။ငယ်စဉ်ကလေးကဘောလုံးနဲ့ကြီးမင်လာပြီးအသက်၁၀နှစ်အရွယ်မှာ AC Milan ရဲ့လူငယ်ကယ်မီကိုဝင်ရောက်ကစားခဲ့ပါတယ်။ဖခင်ရဲ့ရှင်ဝါကိုကျော်လွန်ကသူ့ရဲ့ထူးခြားတဲ့ရေချင်းနဲ့ပဲ1985ခုပထမဆုံးချိန်ဖြစ် Professional ပွဲကိုဝင်ရောက်ကစားခွင့်ရခဲ့ပါတယ်။ အဒီချင်ဟာသူ့ရဲ့အသက်16နှစ်ရွယ်သာရှိပါသေးတယ်။အသက်16နှစ်ရွယ်လူငယ်ကစားသမားလေးဟာ professional ကစားသမားစတင်တဲ့ကကျော်နံပါတ်3ကိုသာဝစ်စင်ကစားခဲ့ပါတယ်။မူလကဗေနောက်ကန်လူဖြစ်စတင်ကစားခဲ့ပေမဲ့နောက်ပိုင်းမှာဘိုးခန့်စင်မှုဖြစ် ကစားနိုင်ခဲ့ပါတယ်။သူ့ရဲ့စီကံရှိမှုနေရာယူမှန်ကန်မှုနဲ့ပြိုင်ဘက်ကိုလုံးဝမထိခိုက်အောင်ဖြတ်ထုတ်နိုင်တဲ့ဘောလုံးနုပညာသူ့ကိုကမ္ဘာအကောင်းဆုံးခန့်စင်မှုဖြစ်အတိအမှတ်ပြုစေခဲ့ပါတယ်။ 1988ခုနှစ်မှာတော့ပထမဆုံးအကြိမ်ဖြစ်အမတ်ပေးဖလားကိုရယူနိုင်ခဲ့ပါတယ်။ထို့ကြောင့်မာဒီနီကိုအီတလီတင်းရဲ့လေရေးစေတင်းမှာရွေးချယ်ခြင်းခံခဲ့ရပါတယ်။ 1989နဲ့1990ပြည်နှစ်မှာတော့ယူရိုပီယံကပ်အခုချန်ပီယံလိဖလားကိုနှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်1990ကမ္ဘာဖလားမှာတော့အီတလီတင်ဟာတတိယဆုသာရရှိခဲ့ပြီးမာရီနီဟာတော့အော်စတာတင်မှာကျွေးချယ်ခြင်းခံခဲ့ရပါတယ်1992 1993 1994မှာစီးရီးဖလားကိုဆက်တိုက်ရယူနိုင်ခဲ့ပါတယ်1994ခုနှစ်မှာတော့ချန်ပီယံလိဖလားကိုတတိယအကြိမ်မြောက်ရရှိခဲ့ပါတယ် 1994ခုနှစ်ကမ္ဘာဖလားပွဲမှာတော့အီတလီတင်းဟာဘောလူပွဲမှာပယ်နလီဆုံးဖြတ်တဲ့ရှုံးနေခဲ့ပြီးဒုတိယဆုသာရရှိခဲ့ပါတယ်1996ခုနှစ်မှာလည်းစီးရီးအမှတ်ပေးဖလားကိုထပ်မံရရှိခဲ့ပါတယ်1998ခုနှစ်မှာတော့ AC Milan နဲ့ကပ်တင်ရာထူးကိုလက်ခံရရှိခဲ့ပါတယ်1998ခုနှစ်ကမ္ဘာဖလားပွဲမှာတော့ အီတလီတင်းရဲ့ကပ်ပရင်ဖြစ်ဦးဆောင်ခဲ့ပေမဲ့ကွာတာဖိုင်နယ်မှာပြင်သစ်တင်းကိုရှုံးနိမ့်က ထွက်ခွာခဲ့ရပါတယ်1996ခုနှစ်မှာတော့ AC မီလန်တင်းဟာ CDA ဖလားကိုထပ်မံရရှိခဲ့ပါတယ်2000ပြည့်နှစ်ယူရိုဖလားဘောလူပွဲမှာတော့အီတလီတင်းဟာရှုံးနိမ့်ခဲ့ပြီးမာဒီနီအတွက်အကြီးမားဆုံးနာကျင်မှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်2000နှစ်ကမ္ဘာဖလားပြိုင်ပွဲကတော့မာဒီနီအတွက်နောက်ဆုံးနိုင်ငံသားတစ်ပွဲ ဖြစ်လာခဲ့ပါတယ် ပြန်ပွဲတစ်ချောင်းလုံးဒိုင်လူကြီးတွေရဲ့အဆုံးဖြတ်တွေကြောင့်အီတလီတင်းဟာဖိအားများစွာနဲ့ကစားခဲ့ရပါတယ်၁၆တင်းစစ်မှာအင်ရှင်တောင်ကိုရီးယားတင်းနဲ့ရင်ဆိုင်ရချိန်မှာမာဒီနီယာအီတလီခံစစ်ကိုအစွမ်းကုန်ထိန်းချောင်းခဲ့ပေမဲ့တော်တီရဲ့အနီးကပ်ထွက်ခွာခဲ့ရတာကြောင့်အငင်းပွားပွဲအားဆုံးဖြတ်ခြင်းများကြောင့်ပြန်ပွဲကထွက်ခွာခဲ့ရပါတယ်ဒီရှုံးပွဲဟာမာဒီနီအတွက်အကြီးမားတဲ့နောက်နှဖြစ်စေခဲ့ပြီး ကဘာဖလာပြီမှာအသက်34နှစ်ရွယ်ရှိတဲ့မာရီနီယာနိုင်ငံတင်းကအပီးတိုင်အနိုင်ယူခဲ့ပါတယ်။သူဟာအီတလီတင်းအတွက်126ပွဲကစားထားပြီးနိုင်ငံတင်းအတွက်ဘောလူပွဲကို၄ကြိမ်ရောက်ရှိခဲ့ပေမဲ့ဖလားလုံးမှရယူနိုင်ခဲ့ခြင်းမရှိပါဘူး။မာရီနီယာနိုင်ငံတင်းမှာအနိုင်ယူခဲ့ပြီးနောက်ကလပ်တင်းမှာဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။2003ခုနှစ်မှာတော့စထုတ်တာချိန်မြောက်ချန်ပီယံလိဖလားကိုကင်မြောက်ခဲ့ပါတယ်။ 2009ခုနှစ်မှာတော့အသက်38နှစ်ရွယ်ရှိနေပြီဖြစ်တဲ့မာရီနီယာပစ္စမအချိန်မြောက်ချန်ပီယံဖလားကိုရယူခဲ့ပါတယ်။ထို့နောက်ကမ္ဘာကလပ်ဖလားကိုလည်းထပ်မံဆုကူရရှိခဲ့ပါတယ်။2009ခုနှစ်မှာတော့အသက်42နှစ်ရွယ်ရှိနေပြီဖြစ်တဲ့မာရီနီယာဘောလုံးသမားဘဝကိုအနားယူခဲ့ပါတယ်။မာရီနီယာ AC မီလန်အသင်းထဲမှာ900နှစ်ပွဲကစားခဲ့ပြီးချန်ပီယံဖလား9ချိန်ရယူပေးနိုင်ခဲ့ပါတယ်။ အီတလီတင်းအတွက်126ပွဲကစားပြီးခဲ့ပြီးစူဖလာရယူနိုင်ခဲ့ခြင်းမရှိပေမဲ့အီတလီတင်းအတွက်တော့စံပြပုံကိုတူဖြစ်နေခဲ့ပါတယ်။သူရဲ့စံချိန်များဖလားတွေဟာပြည့်စုံသူမဟုတ်ခဲ့ပါဘူး။သူရဲ့ကစားဟန်စီးကန်းနဲ့ခေါင်းဆောင်မှုတို့ကြောင့်နောက်ခံလူတွေဟာလဲကျဖြတ်တုတ်เสียမလို့ပဲအသားစီးမဲ့စွာဖြတ်တုတ်ရမယ်ဆိုတဲ့အတွေးခေါ်ကိုလည်းလမ်းပြပေးခဲ့သူတယောက်ဖြစ်ပါတယ်။ မာဒီနီယာဘောလုံးလောကမှာရှားပါးတဲ့ယန္တရာပါအမားနယ်ပြီးတက်တန်းရှိတဲ့ခြေစမ်းနဲ့ဂုံတိတ်ခါကိုထိန်းသိမ်းနိုင်တဲ့ဂန္ဓဝင်နောက်ခံလူတအူးလည်းဖြစ်ပါတယ်ထို့ကြောင့်သူ့ကိုအီတလီအသင်းနဲ့ AC Milan အသင်းတို့ကတော့ ထာဝရဘိုဒီကပီလာနိုအီဒါနိုဖြစ်ခေါ်ဆိုရင် AC မီလန်တင်းရဲ့စိတ်ဝိညာဉ်မှာတော့ထာဝရရှင်တန်းနေမှာပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်တော့ပေါလိုမာဒီနီအကြောင်းလေးကိုကြိုင်နေတတ်တယ်ဆိုရင်တော့လိုက်ရန် subscribe လေးနဲ့ကူညီပေးခဲ့ကြပါအောင်ခင်ဗျာနားဆင်မီဒီယာတော့ပိတ်တဲ့အားလုံးကိုကျေးဇူးတင်ပြင်ရှိပါတယ်ခင်ဗျာတာယာလပ်ပါတော့နေလေးဖြစ်ကြပါလိမ့်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ